ဒီနေ့မှာတော့ကျွန်တော်တကယ်ချင်းနေတယ်မှာ COC စောရတာကြိုက်တဲ့လူတွေရှိမယ်လို့ထင်ပါတယ်အခုချိန်ဒီ COC စောနေကြတဲ့လူတွေလည်းရှိမယ်ထင်ပါတယ်ကဲဆိုတော့ကျွန်တော်ဒီ COC နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကတော့ကျွန်တော် COC အကောင့်တွေကိုကျွန်တော်ကြိုက်တဲ့လောက်ဖုန်းတစ်လုံးနဲ့နဲ့ပဲကျွန်တော်အများကြီး COC အကောင့်တွေကိုဘယ်လိုခွင့်ရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပြသွားမယ်ကဲဆိုတော့ကျွန်တော်တို့အကောင့်တစ်ဖွင့်နေနေလေးပေါ့ဗျာကျွန်တော်ဒီနေ့လေးကိုကျွန်တော်ပြောပြပြသွားမယ် ကဲဆိုတော့ဒီနီလန်းလေးကိုစိတ်ဝင်စားဆိုရင်ကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ပါကဲဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ account တက်ဖွင့်ဖို့ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ account တက်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ဒီ legacy account ကို super sale id နဲ့ချိန်ထားရမှာဖြစ်တယ်ဆိုတော့ super sale id နဲ့ချိန်ဒီလေးကိုမတည်ဘူးဆိုရင်လည်းကျွန်တော် video ကျွန်တော်ရဲ့ channel ထဲမှာတင်ထားတယ်တွားပြီးတော့ကြည့်နိုင်ပါတယ်ကဲဆိုတော့ကျွန်တော်ကပထမဦးဆုံးနေနဲ့အခု account တက်ဖွင့်မှာဖြစ်တဲ့အတွက် setting ထဲကိုဝင်လိုက်မယ် ပြီးရင်ကျွန်တော်အပေါ်ဆုံး Super Saiyan ID ဆိုတဲ့အပေါ်ဆုံးဘာလန်ထဲမှာကျွန်တော် open ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီညမှာကျွန်တော် profile ရဲ့အပေါ်က setting ပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်အောက်ကိုဆွဲချလိုက်မယ်ကျွန်တော်ရဲ့အောက်ကိုဆွဲချမယ်အောက်ကိုဆွဲချပြီးရင်ဒီမှာ switch account ဆိုတာရှိတယ် log out ဆိုတာရှိတယ်ဆိုတော့ကျွန်တော်တို့ကအောက်တက်ဖွင့်မှာဆိုရင်ကျွန်တော်တို့ကဒီ log out ဆိုတာလေးကိုနှိပ်လိုက်မယ် ဆိုတော့နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ဒီလိုလေးပြလာလိမ့်မယ်ကျွန်တော် low out this super set id ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ကဒီဒီမှာဆိုရင်ကျွန်တော် low out ဆိုတာလေးကိုနှိပ်လိုက်မယ်တော့ဒီအမှန်ချက်လေးကိုထားလိုက်မယ်ဒီအမှန်ချက်လေးထားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီဒီ device မှာကျွန်တော်ရဲ့ဒီဖုန်းမှာဒီ account လေးကိုသူကမှတ်တပ်ပေးထားမှာဖြစ်တယ်ဒီအမှန်ချက်လေးကိုဖြောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ super set id ကိုဒီဒီ ျွန်တော်တို့ COC application မှာဒီတော့မှတ်မှတ်ထားတော့ဘူးဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီ app အမှန်ကြီးလေးနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ log out ဆိုတာလေးကိုနှိပ်လိုက်မယ်ကဲဆိုတော့နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုလေးဖြစ်သွားလိမ့်မယ်ဒီလိုဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့က account တဲ့ sort မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်စာတမ်းနှစ်ခုရှိတယ် အစိမ်းရောက်လေးနေရတော့ကျွန်တော် login way super sale id ရှိတယ်ပြီးတော့သူ့ရဲ့ဘေးနားက play without super sale id ဆိုပြီးတော့ရှိတယ်ကျွန်တော်တို့ account တစ်ခုမှာဆိုတော့ play without super sale id ဆိုတဲ့ channel လေးကိုနှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ cc ကျွန်တော်တက်ကနေပြန်စသွားလိမ့်မယ်ဆိုတော့ဒီနေရာရောက်ရင်ကျွန်တော်တို့ gray ဆိုတာလေးကိုနှိပ်လိုက်မယ် ယ်ဆိုတော့ဒီမှာခုနကတုန်းကကျွန်တော်တို့ကခုနကတုန်းကကျွန်တော်တို့အကောင့်ကိုကျွန်တော်အမှန်ကျလေးချိန်ခဲ့တဲ့တွေ့ဒီမှာကျွန်တော်တို့ရဲ့အကောင့်လေးတစ်ခုတွေ့တယ်ကျွန်တော်ဒါလေးကိုကျွန်တော်ဝင်ပါလားဆိုပြီးပြရည်တယ်ကျွန်တော်တို့ကအကောင့်တက်ဖွင့်မှာဆိုတော့ဒါမဝင်ဘူးဆိုတော့ cancel ဆိုတာလေးကိုပဲနှိမ့်လိုက်ကဲဆိုတော့ဒီမှာကျွန်တော်အတက်ကိုကျွန်တော်ရဲ့အတက်ကိုထိုက်ထည့်မယ် ယ်ဆိုတော့ဒါဆိုရင်ကျွန်တော်ဒီမှာအောင့်တလေရလာပြီဖြစ်တယ်ကျွန်တော်တို့အကောင့်တက်လေရလာပြီဖြစ်တယ်ဒီနီလန်းလေးအတိုင်းပဲကျွန်တော်တို့ကကျွန်တော်တို့မှာ Gmail ရှိတလောက်ကျွန်တော်တို့အကောင့်တွေကို Gmail နဲ့ချိန်ပြီးတော့ Gmail ရှိတလောက်ကျွန်တော်တို့စိတ်ကြိုက်ဘောက်တင်လေးတွေကျွန်တော်တို့ဖွင့်နိုင်မှာဖြစ်တယ်ဆိုတော့အားလုံးပဲဒီလောက်ဆိုရင်နားလည်ကြမယ်လို့ထင်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးသွားတာလေးကတော့ကျွန်တော်တို့ COC အကောင့်စိတ်ကြိုက်ကျွန်တော်တို့ limit and limit တဲ့ကျွန်တော် unlimited ကျွန်တော်ဖွင့်နေလေးကိုကျွန်တော်ပြပြပြီးတော့ဖြစ်တယ်ဆိုတော့အားလုံးပဲစင်ပြေကြပါစေ